T or false, false. F or not mentioned, NM. Write T or NM in the brackets. အဲ့တော့ဒီမှာဆိုလို့ရှိရင်စာပိုက်ကြီးကိုပြင်ဖက်ပြီးတော့ဖော်ပြထားတဲ့ဖော်ပြချက်လေးတွေကမှန်သလားမှားသလားဒါမှမဟုတ်လို့ရှိရင်စာပိုက်ထဲမှာမဖော်ပြထားဘူးလားဆိုတဲ့ဟာကိုရေးပေးရမှာဖြစ်ပါတယ်။ရေးတဲ့အခါမှာ true လို့လည်းရေးလို့ရတယ် bracket ထဲမှာ T လို့လည်းရေးလို့ရတာဖြစ်ပါတယ်။ဒါဆိုရင်ပထမဦးဆုံးအဲ၄ချက်လေးကိုကြည့်ကြရအောင်နော်။ Okay, number one, both animals and plants need food. တရိစံနေရောအပင်နေရောကတဲ့အစာသားအစာစာကိုလိုအပ်ပါတယ်။ဒါဆိုရင်ဒီဖော်ပြချက်ကလေးက true la false လာကြည့်ကြည့်အောင်။ဟုတ်ပါတယ်။လူတွေရောတရိစံနေရောတရဝါတွေရောအပင်နေရောဟာကဆိုလို့ရှိရင်အစာစာလိုအပ်တာဖြစ်ပါတယ်။ဒီဖော်ပြချက်ကအမှန်အမှန်ပဲဖြစ်ပါတယ်။ Okay, let's go to number 2. Number 2ကိုသွားကြည့်အောင်။ Both animals and plants make their own food. တရိစံနေရောတရဝါရီရောအပင်နေရောကတဲ့သူတို့ရဲ့အစာစာတွေကိုကိုယ်တိုင်းချက်လုပ်ပါတယ်တဲ့ဒါဆိုရင်ဒီအဖြောပြချက်ကလေးရောမှန်လားမလားကြည့်ကြည့်အောင်မှားပါတယ်ကိုယ်ပိုင်အစာချက်လုပ်နိုင်တာကတော့အပင်နေကပဲချက်လုပ်နိုင်တာဖြစ်ပါတယ် Okay number 3 after being eaten by ants and bacteria the berries or animals decompose and vegan nutrition အဲ့တော့ bacterias နဲ့တဲ့ပိုရစိတ်လေးတွေစားတောက်ပြီးနောက်ပိုင်းမှာဆိုရင်တရိတ်ဆန်ကြီးရဲ့ခန္ဓာကိုယ်ဟာပြုတ်ကွဲပြီးတော့အာဟာရဓာတ်တွေဖြစ်ပေါ်လာပါတယ်တဲ့ဒါကအပြည့်မှန်သလားမှားသလားကြည့်ရအောင်မှန်ပါလေအဲ့တော့ bacterias ပိုတွေနဲ့ပိုရစိတ်ကလေးတွေက အကောင့်လေးရဲ့အသေးအချင်းချန်တွေစားတောက်ပြီးနောက်မှာဆိုလို့ရှိရင်ဒီအစားဒီအကောင့်လေးတွေဟာ decompose ဖြစ်ပြီးတဲ့အခါမှာအာဟာရဓာတ်အနေနဲ့ကဘာမြေကြီးကိုပြန်ပြီးတော့အကျိုးပြုတာပဲဖြစ်ပါတယ် Okay, question number 4. Nothing is left behind when the scavengers have eaten what others animals have killed or eaten. အဲ့တော့ တခြားတတဝါတွေတဲ့တေဆုံးပြီးတဲ့နောက်ပိုင်းအသက်ခံရပြီးနောက်ပိုင်းအစားအသောက်တွေစားတော့ပြီးတော့တခြားတဝါတွေကတက်လိုက်တယ်ပေါ့ဒီနော်တက်ထားတဲ့အသားတွေနောက်ကစားတော့ပြီးကျဉ်ကျန်တဲ့အသားအတွေကိုတဲ့ scavengers တွေကစားပြီးတဲ့နောက်မှာဆိုရင်တော့ဘာမှမကျန်တော့ပါဘူးတဲ့ scavengers တွေကတော့အပုပ်စားတဝါတွေဖြစ်ပါတယ်အဲ့တော့ဒီအဖို့ပြားချက်လေးဟာမှန်လားမှားလားကြည့်ကြည့်အောင်မှာပါလေ scavengers တွေရဲ့နောက်မှာဆိုရင် နောက်ထပ် ants တွေ bacteria တွေကဆက်ပြီးတော့စားတာဖြစ်ပါတယ် Number five, vultures eat what other animals have killed or eaten, as well as the rotten flesh of dead animals. အဲ့ vultures လို့ခေါ်တဲ့လတ်တွေကဆိုလို့ရှိရင်တခြားတရိစံတွေအဲစားတောက်ပြီးတဲ့အကျဉ်းချံတွေတတ်ထားတဲ့အကျဉ်းချံအသားတွေနဲ့ပုတ်တိုးတဲ့အသားတွေကိုစားတာပဲဖြစ်ပါတယ်တဲ့။ဒါဆိုရင်ဒီပေါ်ပြချက်ကလေးရအောင်မှန်လားမှားလားကြည့်ကြည့်ရအောင် မှန်ပါတယ်လက်ဓာတ်တွေကတော့တခြားတရိတ်ဆန်တွေရဲ့သရဝအသေးတွေအကျဉ်းချန်နေနဲ့အပုပ်သိုးတဲ့အသားတွေကိုစားတောက်တာပဲဖြစ်ပါတယ် Okay question number 6 The scavengers do the cleaning up all the remains of animals scavengers တွေကအပုပ်စားသရဝတွေဟာဆိုလို့ရှိရင်တရိတ်ဆန်တွေရဲ့အကျဉ်းချန်တွေကိုတန်ရှင်းရေးလုပ်တဲ့အဆင့်အထိစားတောက်ပါတယ်တဲ့ အဲ့တော့ကြည့်ကြည့်အောင် clinic app မှာတစ်စာပိုင်းထဲမှာဆိုရင်အဆင့်20ရှိပါတယ်။ပထမအဆုံးအဆင့်ကိုတော့ scavengers တွေကလုပ်ပြီးတော့ second stage ကိုတော့ decomposers တွေကလုပ်တာဖြစ်ပါတယ်။ဒါဆိုရင်ဒီအဖြေလေးကမှန်လားမှားလားကြည့်လိုက်စီအဖြေလေးကမှန်ပါတယ် true ဖြစ်ပါတယ်။ Again, question number seven. Nutritions are made up of magnesium, calcium, and sulfur. Nutritions အဟာရဓာတ်တွေဟာဆိုလို့ရှိရင်ね sulfur ဓာတ်တွေ calcium ဓာတ်တွေ ਨੇ magnesium ဓာတ်တွေ ਆ နေပြုလုပ်ထားတာဖြစ်ပါတယ်ဟိတဲ့ဒီအဖြစ်ဒီစာကြောင်းလေးရောဒီစာပိုင်ထဲမှာဖော်ပြထားလားမဖော်ပြထားဘူးလားခြေတို့ကအရင်ဆုံးကြည့်ရမှာဖြစ်ပါတယ်ဒီစာကြောင်းလေးကတော့စာပိုက်ထဲမှာဖော်ပြထားခြင်းမရှိပါဘူး။ဒါကြောင့်မလို့ NM เนาะ not mention လို့ဖြေပြရမှာဖြစ်ပါတယ်။ Okay, question number eight. The decomposers comes before ants and other insects to eat up. What is led by scavenger? Scavenger တွေစားတောက်ပြီးတဲ့အကျဉ်းချန်တွေတဲ့အဲမှာဆိုလို့ရှိရင်ပိုရက်စိတ်တွေနဲ့ insect တွေမတိုင်ခင်မှာဆိုရင် decomposer တွေကရောက်ရှိလာတာဖြစ်ပါတယ်။ဒီဖြစ်ရက်ကလေးကမှန်လားမှားလားဒီချေလို့ကြည့်ကြည့်ရအောင်။ဒီဖြစ်ရက်ကလေးကတော့မှားပါတယ်။အဲ့တော့ before မဟုတ်ပါဘူး after မှ decomposers တွေကရောက်လာတာပဲဖြစ်ပါတယ်။ Okay, question 9. Question number uh, question 9. Decomposers are known as uh, garbage collectors. Uh, decomposer တွေကိုတော့တဲ့အမိုက်သိန်းသူတွေအဖြစ်လူသိများပါတယ်တဲ့။ဒီဖော်ပြချက်လေးရအောင်မှန်လားမှားလား။မှန်ပါတယ်။ Decomposer တွေကိုအမိုက်သိန်းတဲ့သူနောက်ဆုံးအစစ်မှာဆိုလို့ရှိရင်အချင်းချင်းတွေကိုသိမ်းတဲ့သူအဖြစ်လူသိများတာဖြစ်ပါတယ်။ question number 10 people eat scavengers and decomposer တဲ့လူတွေကတဲ့ scavengers တွေနဲ့ decomposer တွေကိုစားတော့ပါသလားတဲ့အော်ဒီဒီအကြောင်းအရာလေးကတော့စာပိုက်ထဲမှာဖော်ပြထားခြင်းမရှိပါဘူးဒါဆိုရင် question number B ဖြစ်တဲ့ answer the following questions in complete sentences ဒီမှာတော့စာကြောင်းကိုပြပြဝအစာကြောင်းတစ်ကြောင်းအနေနဲ့ဖော်ပြအဖြေပြရမယ့် questions လေးတွေကိုတစ်ချက်တော့ဖြေကြည့်ရအောင်เนาะ Okay, question number 1. How do plants make their food? အပီနီကတဲ့သူတို့ရဲ့အစားအသောက်ကိုဘယ်လိုလုပ်ပါသလဲဟဲ့တဲ့။အဲ့တော့ plants make their food by using carbon dioxide from the air and water from the soil in the presence of sunlight. အပီနီယာဆိုလို့ရှိရင် သူတို့ရဲ့အစားအသောက်ကိုချက်လုပ်ပါတယ်လေထဲမှာရရှိတဲ့ကာဗွန်ဒိုင်အောက်ဆိုက်ရဲ့မြေလွာထဲမှာရရှိတဲ့ရေရဲ့နေအောင်ကြီးရဲ့နေအောင်ကြီးတွေနဲ့ပေါင်းစပ်ပြီးတော့အစားချက်လုပ်တာပဲဖြစ်ပါတယ် Question number 2 What is the difference between plants and animals တော့အပင်နဲ့တတဝါတွေရဲ့ကွဲပြားကွဲပြားခြားနာချက်ကဘာပါလဲတဲ့ The difference between plants and animals is that plants make their own food but animals cannot make their own food အပင်နဲ့သရဝရရဲ့ကွဲပြားခြားခြားချက်ကတော့တဲ့ plants made their own food အပင်တွေကသူတို့ရဲ့ကိုယ်တိုင်းအစာအသောက်ကိုချက်လုံနိုင်ပါတယ် but ဒါပေမဲ့လေ animals cannot make their own food သရဝရတွေကတော့သူတို့ရဲ့ကိုယ်ပိုင်အစာကိုချက်လုံနိုင်ခြင်းမရှိပါဘူး okay question number 3 what does the word there in the line for refer to အဲ့စာကြောင်းရေနံပါတ်၄မှာရှိရဲ့ there ရဲ့အဓိပ္ပာယ်ကဘာအဓိပ္ပာယ်ပါလဲတဲ့ the word there in the line for refers to animals of animals အဒီမှာဆိုလို့ရှိရင်စာကြောင်းလေးမှာဖော်ပြထားတဲ့ there is ကထိပ်ပြော animal တရဝါများ eat ဆိုတဲ့ apostrophe သို့မဟုတ် of animal တရဝါများရဲ့ဆိုတဲ့အထိပ်ပဲရပါတယ် Okay question number 4 allied plants what mass animal to do live အပင်နေနဲ့မတူတာကတော့တဲ့သရဝါတွေကအသက်ရှင်သန်ဖို့အတွက်ဘယ်လိုလုပ်ရပါသလဲတဲ့ And like plants animals must eat plants or other living things to live အပင်နေနဲ့ကြွေးပြချနာတာကတော့သရဝါတွေဟာဆိုလို့ရှိရင်အပင်နေနဲ့အခြားသက်ရှိသရဝါတွေကိုအသက်ရှင်ဖို့အတွက်စားသောက်ရတာဖြစ်ပါတယ် Question number five. What animals do the cleaning up before the final cleaning up? Final cleaning up နောက်ဆုံးတန်ရှင်းလုပ်တဲ့အဆင့်မတိုင်းခင်မှာဆိုရင်ဘယ်တဲ့ဝါးတွေဟာတဲ့တန်ရှင်းလုပ်တဲ့အဆင့်ကိုလုံဆောင်ပါတလေတဲ့ Ants and other insects do the cleaning up before the final cleaning up. နောက်ဆုံးတန်ရှင်းလုပ်တဲ့အဆင့်မတိုင်းခင်မှာဆိုလို့ရှိရင်တန်ရှင်းလုပ်တဲ့အဆင့်ကတော့ Ants ပေါ်ရဲ့စိတ်တွေနဲ့တခြား insect တွေကပြုလုပ်တာပဲဖြစ်ပါတယ် Question number six. What does the word these in the line 27 refer to? စာကြောင်ရေ29မှာဖော်ပြထားတဲ့ these ကစကယ်လုံးရဲ့အဓိပ္ပာယ်ကဘာပါလဲတဲ့ The word these in the line 27 refers to decomposers. စာကြောင်ရေ29မှာဖော်ပြထားတဲ့ these ဆိုတဲ့စကယ်လုံးရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင် decomposers အစာဖြုတ်ဖြုတ်ခွင်းသူများဖြစ်ပါတယ်။ Okay, question number seven. What do decomposers do to what is left behind by insect? Insect တွေတဲ့ကစားသုံးပြီးကြန့်ရှိခဲ့တဲ့အရာတွေကို decomposer တွေကမလုပ်ပါတလေဟိတဲ့ decomposers chain what is left behind by insect into nutrients အော် insect တွေကနေပြီးတော့စားသောက်ပြီးကြန့်ရှိခဲ့တဲ့အရာတွေကို decomposer တွေကအာဟာရဓာတ်တွေအဖြစ်ပြောင်းလဲပေးတာဖြစ်ပါတယ် Okay, question number eight. In addition to squares, name two other animals that eat snacks. Squares လို့ခေါ်တယ်ရှင်တွေကလွဲလို့တခြားအခုံမှာသီးလေးတွေကိုစားတော့တဲ့တိရစ္ဆာန်နှစ်မျိုးရဲ့အမည်ကိုဖော်ပြပေးပါတဲ့ In addition to squares, two other animals that eat nuts are sparrow and pigeons. နော်နောက်ထပ်အဲတရဝါလေးနှစ်ခုကတော့စာကလေးနဲ့ pigeons ငှက်လေးတွေပဲဖြစ်ပါတယ် Okay, question number C. Complete the following table. Find one more example of each type of living things mentioned in the passage. Then add two more of your own to each. and example or each is given to help you အဲ့ဆာဘိုက်ထဲမှာဆိုလို့ရှိရင်เนาะ example လေးတွေပေါ်ပြပေးထားတာဖြစ်ပါတယ်ဒီမှာဆိုရင် living things နဲ့ပတ်သက်ပြီး column လေးတွေရှိတယ် example လေးတွေပေါ်ပြထားတာရှိရဲ့နောက်ထပ် example လေးတွေအနေနဲ့ကတော့နောက်ထပ်အဖြေလေးတွေနေရာတော့ကိုယ့်ဘာသာကိုဖြေပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီ channel ကိုကြည့်ရအောင် animals မှာဆိုလို့ရှိရင်ဘယ်ရတိရစ္ဆာန်တွေပါလဲဆိုလို့ရှိရင် example မှာတော့ fox တို့ပေါ်ပြထားတာဖြစ်ပါတယ်နောက်ထပ်တိရစ္ဆာန်တွေအနေနဲ့ rabbit lion elephant ပဲဖြစ်ပါတယ် parts နဲ့တင်မှာဆိုရင်တော့လက်အမျိုးအစားတွေဖြစ်တဲ့ hawk or dove sparrow ဖြစ်ပါတယ်ဒီ composer မှာဆိုရင်ဘာတွေပါဝင်လဲဆိုရင်တော့ bacteria fungi snail at one လို့ပါဝင်တာဖြစ်ပါတယ် insect မှာဆိုရင်တော့ဘာတွေပါဝင်လဲဆိုရင် ant grasshopper termite and fly နေပါဝင်တာဖြစ်ပါတယ် scavengers မှာတော့ဘာတွေပါဝင်လဲဆိုရင် vultures တို့ crow တို့ leopard နဲ့ wolf တို့ပါဝင်တာဖြစ်ပါတယ် ါဆိုရင်ဒီချိန်နဲ့အတူတူနောက်ထပ်တင်ပြစာတွေမှာပြန်လည်အတူတူလေ့လာကြမယ်နော်ပြန်လည်ဆုံတွေ့ကြရအောင်